အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဗောနောမိမိရဲ့ဘဝမှာတော့တခါမဟုတ်တခါတော့ကြုံတွေ့ရမယ့်အနာလေးမျိုးကိုပြောပြပေးပါမယ်ဗောနောဒီအနာလေးမျိုးတွေကဗောနောကျွန်တော်တို့လူတော်များများကကြုံတွေ့ရတဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးဖိတ်ခေါ်ပါတယ်အထူးသဖြင့်ကတော့လူငယ်နဲ့ဒီလူလတ်ပိုင်းတွေကြုံတွေ့ရတာများပါအများလားဗောနော ဘာတွေလဲဆိုတော့တစ်ပေါ့နော်အာခတ်တလီမှာပေါ့နော်မိမိကဘာလို့လို့ဘာကန်ရမှမတည်ဘူးလမ်းပြောင်းနေတဲ့အနာမျိုးပေါ့နော်အာအနာနံပါတ်2ကတော့အာတခါတလီမှာမိမိအလုတ်ကန်ပေါ့နဲ့ပတ်သက်ပြီးတော့တော်တော်ကောင်းမိမိလှုပ်ရက်တွေနဲ့တော်တော်ကောင်းမိမိအဲရှောက်လာနေတဲ့လမ်းတွေတော်တော်ကောင်းပေါ့နော်ဟုတ်ကောဟုတ်ရက်လမ်းမှန်ကောမှန်ရက်လားတန်တရားဖြစ်တာပေါ့နော်ဆက်လို့ရမှာလားရက်ပလဲရမှာလားဆိုကြည်တုံချက်တုံဖြစ်နေတဲ့အနာမျိုးပေါ့နော်အာအနာနံပါတ်3ကတော့အာတခါတလီမှာကိုကဘာမှအလိုမကျဘဲနဲ့အလိုလိုနေစဒေါတာဖြစ်နေတာလို့စိတ်ဒေါကရောက်နေတာလို့ပူပင်ကြောင်ကြောင်မှုဖြစ်နေတယ်လို့အရန်ခ ံစားနေရတဲ့ဒီစိတ်ပိုင်းဆိုင်ရာအနာမျိုးပေါ့နော်အနာနံပါတ်၄ကတော့ဒီ အဲတခါတလေမှာပေါ့နော်ဒီကိုကြုံတွေ့တာလေပြဿနာတစ်ခုကရှင်းလေရှုပ်လေအဲပေါ့နော်ဆိုတဲ့ပြဿနာမျိုးကြုံရတတ်တာပေါ့နော်ဟိုရှင်းလိုက်လေပြောပို့ရှုပ်လေဆိုတဲ့ပြဿနာမျိုးပေါ့နော်ဒီအနာမျိုးတွေကိုမိတ်ဆွေတို့တခါမဟုတ်တခါကြုံတွေ့ရမှာပေါ့နော်အခုဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတို့ကလည်းဒီဒီအနာလေးမျိုးကိုကြုံဘူးကြမယ်လို့ကျွန်တော်ယူဆပါတယ်ပေါ့နော်โอเคဒါဆိုရင်အနာရှိတယ်ဆိုရင်ဈေးကတော့ရှိရမှာပေါ့နော်အကယ်၍ကိုကအာဈေးကိုမရှာဘူးဆိုရင်မပြောက်ဘူးပေါ့နော်ဒီအနာကโอเคဈေးကိုရှာတော့မယ်ဆိုရင်ကျွန်တော်တို့ကဘယ်အနာဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့လို့ ါပေါ့နော်ဒီအနာကိုကိုရှင်းရှင်းလင်းလင်းမသိဘူးဆိုရင်ကိုကဆရာဝန်ပဲပြရမှာလားဒါမှမဟုတ်ရင်တို့ဟို ်ဘီဒင်းဆရာပဲတော်မေးရမှာလားဒါမှမဟုတ်ဟိုအထက်လန်းဆရာလိုလိုအောက်လန်းဆရာလိုလိုပဲတွားပြီးတော့မှကုစားခိုင်းရမှာလားပေါ့နော်ဒါမျိုးတွေဖြစ်တတ်တာပေါ့နော်โอเคဒါဆိုရင်ဒီနေ့ဒီဗီဒီယိုလေးမှာကတော့ဒီအနာရှိရင်ဘယ်ဆေးကိုရှာတင့်နေဆိုတာကို knowledge sharing အနေနဲ့ပြောပြပြပါမယ်ပေါ့နော်โอเคနံပါတ်1အနေနဲ့မိမိအနေနဲ့လမ်းပြောင်းနေတယ်ဘာလို့လို့ဘာခံရမှမသိဘူးဆိုရင်သူ့ရဲ့ဆေးကတော့မိမိယုံကြည်စိတ်ချရတာရတဲ့ဒီအဲ coach တယောက်ကိုရှာပြီးတော့မှ coaching ယူပါပေါ့နော် โอเคအနာနံပါတ်2ကတော့ဒီအကေမိမိလုံနေတဲ့အလုတ်ကပေါ့နော်မိမိလုံရက်တွေအကုန်လုံးကပေါ့နော်ခြီတုံချတုံဖြစ်နေတယ်တန်တရားဖြစ်နေတယ်ဆက်သွားရမလားရက်ပလက်ရမလားပေါ့နော်အဲ့လိုဖြစ်နေတဲ့အခြေအနေမျိုးဆိုရင်သူ့ရဲ့ဈေးကတော့မိမိလေးစားအားကြရလိုက်ပဲမန်တာတဲ့ကိုရှာပါသူ့စီကနေနီလန်းနေကိုယူလို့ရပါတယ်ပေါ့နော်โอเคအနာနံပါတ်3ကတော့ခုနပြောတဲ့ဒီတခုခုကိုအလိုမချနေတယ်ပြီးအလိုလိုနေဒေါတာတွေဖြစ်နေတယ်ဆိုရင်ပူပန်မှုတွေဖြစ်နေတယ်စိတ်ဒုက္ခတွေအရန်ရောက်နေတယ်အရန်ပူပန်နေတယ်ပူဆွေးနေရတယ်ဆိုရင်ဒါစိတ်ပိုင်းဆိုင်ရာဖြစ်သွားပြီပေါ့နော်ဒီလိုအနာမျိုးဖြစ်တယ်ဆိုရင် ော့ဒီစိတ်ပိုင်းဆိုင်ရာကုထုံးကိုကျွမ်းကျင်တဲ့ဆရာတွေနဲ့တွေ့ပြီးတော့မှစိတ်ကုထုံးတက်တပြီလို့ခေါ်တဲ့စိတ်ကုထုံးကိုဟိုယူဖို့လိုတာပေါ့နော်โอเคနောက်ဆုံးနံပါတ်၄ပေါ့နော်အနာနံပါတ်၄ကပေါ့နော်ကိုကပြတနာတွေကိုရှုပ်ဟိုကြုံတွေ့ရတယ်ရှင်းလေရှုပ်လေဖြစ်နေတဲ့အခြေအနေမှာဆိုရင်တော့နော်သူ့ရဲ့ဆေးကတော့မိတ်ဆွေအနေနဲ့ဒီအေအတွေ့အကြုံရင့်တဲ့ပေါ့နော်အဆရာတွေစီမှာပေါ့နော် consultant စီမှာ counseling ယူပါပေါ့နော်သူ့စီကနေပြီးတော့မှအဖြစ်နီးလာနေရနိုင်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ကအနာတိတယ်ဈေးတိတယ်ပေါ့နော်ဒါတွေကို ဟိုရှာဖို့လှုပ်ဖို့ဆိုတာအရင်ဆုံးမိမိကိုကိုလက်ခံဖို့လိုပါတယ်ဗောနောမိမိမှာအနာရှိကြောင်းလက်ခံဖို့လိုပါတယ်အဲမိမိကိုမိမိအရန်တန်မာနေတယ်မိမိဘာမှမဖြစ်ဘူးမိမိအရန်အဆင်ပြေနေတယ်ဆိုတာကိုမဖြစ်ဖို့လိုတာဗောနောကိုယ့်ရဲ့အနာကိုကိုလက်ခံဖို့လိုပါတယ်ဒါမှဆေးရှာလို့ရပါမယ်ဗောနောโอเคဒီဗီဒီယိုလေးမှာကတော့မိတ်ဆွေကိုအကြံပြုတာလည်းမဟုတ်တယ်လို့လမ်းညွှန်ပေးတာလည်းမဟုတ်ပါဘူးဒီအနာနဲ့ဆေးနဲ့ဘယ်လိုရှိလဲဆိုတာကိုဟို knowledge sharing အနေနဲ့ပြောပြပေးတာဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေ